ပင်တရားခိုင်တဲ့အချိန်ဆိုရင်အတွေးအခေါ်စိတ်ကူးရင်မျိုးစုံကသူ့ဟာသူဝင်လာတယ်။တခြားအလုပ်ဘာပဲလုပ်လို့အဲ့လောက်မဝင်ပါဘူး။ဒါပေမဲ့တရားခိုင်ချိန်ကငွေအကြောင်း၊လောဘအကြောင်း၊တဏှာအကြောင်း၊စီးပွားရေး၊လုပ်ငန်း ကြောက်စိတ်မိုက်ပေါင်းစုံဝင်လာတာပဲသင်တော်တော်ချောင်ရတာခက်ပြီးနောက်ဆုံးတော့ပြန်ထလာတာပဲတဏှာကြီးထိုင်မယ်လို့တွေးထားတယ်ငါးမိနစ်မကြာပါဘူးဒါဘာကြောင့်ဖြစ်တာလဲအမှန်တော့စိတ်ကတင့်ကိုကကွယ်နေတာပါတရားမရစေချင်လို့စိတ်ကတင့်ကိုမေးပြီလေဘာလုပ်နေတာလဲဘယ်သွားမလို့လဲပန်းနိုင်လဲမသိရောက်ဖူးတဲ့နေရာလဲမဟုတ်အရသာလဲမသိ ။ဘာရမှလည်းမသွားပါနဲ့။မင်းသိဘူးတဲ့၊မြင်ဘူးတဲ့၊ခံစားဘူးတဲ့ဒီအပြင် လောကထဲမှာပဲနေပါ။ပျော်ပါပါ။ဒါတွေကသင်သိဖို့လိုအပ်ပါတယ်။ဥပမာတရားအောင်မြင်တဲ့လူတွေကိုမေးကြည့်ပါ။အချိန်ကသူတို့လည်းကြုံဘူးမှာပါ။ကြောက်ဘူးမှာပါ။ဒါပေမဲ့မကြောက်ပါနဲ့၊ဇွဲမချော့ပါနဲ့။တဖြည်းဖြည်းနဲ့သင်လည်းအောင်မြင်သွားမှာပါ။ အဓိကအပေါင်းသင်းကိုလည်းသင်သတိထားဖို့တော့လိုအပ်ပါတယ်။လမ်းကြောင်းတော့မလွဲမိပါစေနဲ့။တကယ်တရားအောင်မြင်သွားတဲ့လူကခံစားပြီးရင်ဘဲနဲ့ပြောရတဲ့ငါတရားအောင်မြင်သွားပြီဆိုတာတော်တော်များများက ပြောကြတယ်။တရားကိုသိတယ်၊တရားကိုယုံကြည်တယ်၊သိယုံနဲ့ယုံကြည်လိုက်ယုံနဲ့မရပါဘူး။တရားဆိုတာလက်တွေ့လုံးမှ ရမှာပါ။ယုံကြည်တယ်ဆိုတာ မျက်မမြင်တဲ့လူတယောက်ကအလင်းရောင်ရှိတယ်လို့ယုံကြည်တယ်လို့ပဲလူတွေကပြောကြတယ်အလင်းရောင်အဟာပတွေကိုသူယုံကြည်ရမှာပဲလေဒါပေမဲ့သူ့စိတ်ထဲမှာတန်တရားတော့ရှိမှာပဲသူမှမမြင်ဘူးတော်လူတွေပဲလိန်နေတာလားသူမဟုတ်ဘာကြောင့်လဲဆိုတဲ့အတွေးတော့ရှိမှာပဲလေသိတယ်ဆိုတာလဲသူတနေ့ကိုယ်တိုင်ခံစားမှပြီမှာပါ တရားရသွားတယ်ဆိုတာကသူကိုယ်တိုင် အလင်းရောက်ဖြစ်သွားတာကိုဆိုလိုတာပါဗျာသင်ကိုယ်တိုင်ဘုရားဖြစ်ခွင့်ရှိသလိုဖြစ်အောင်လည်းတရားအထုတ်နိုင်ပါစေဘုရားကမြေချူးတွေကို အမြဲပြောလို့ရှိတယ်စကားတစ်ခုကိုမျက်နှာအစစ်ကိုရှာပါသင်မမွေးလာခင်ရှိခဲ့တယ်ပေပြီးတဲ့နောက်လည်းရှိနေမှမျက်နှာအစစ်ကိုရှာခိုင်းတာပါဒီဘဝဒီလောကဒီလူတွေ သင်ကိုပေးထားတဲ့မျက်နှာကိုရှုတ်ထားပြီးတရားအားထုတ်ပါဒါမှသင်မျက်နှာအစ်စ်ကိုတင်သိလာလိမ့်မယ်စဉ်းစားကြည့်ပါခလေးတယောက်မွေးလာတယ်သူဘာလူမျိုးလဲမသိဘူးဘယ်ပါတာလဲမသိဘူးယောက်ျားလေးလားမိန်းမလားဆိုတာ तू မသိဘူးလူဖြစ်လာတယ် तू ရှိတယ်ရှိုံတခုတည်းသူခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ဝိညာဉ်ပါပဲပြီးမှလာပြီးပကတနာတွေယောက်ျားလေးလားမိန်းကလေးလား ။ဘာလူမျိုးလဲ။သူကဘာဘာသားလဲ။ဆင်းရဲလားချမ်းသာလား။ပညာတွေဘလောက်တက်လဲ။ဇနိမ့်လားဇမြင့်လား။ဘယ်ဘလောက်ရထားတယ်လဲ။လိမ္မာတလားဆိုးတလားအသာဖြူလာမယ်လား။ဒါတွေကအပြင်လောကမှာသူများပေးလို့ပြောပြလို့သူရခဲ့တာပါ။တကယ်ဆရာကောင်းနဲ့တွေ့ရင်သူဟာသူဘာလူမျိုးပဲဖြစ်ဖြစ်ဘယ်ဘာသာပဲဖြစ်ဖြစ်အပြင်ကဒီမျက်နှာဖုံးတွေကိုချုပ်ပြီး တရားအထုတ်လိုက်ရင်တော့လူမျိုးတိုင်းဘာသာတိုင်းကရောက်မဲ့နေရတော့တူတူပါပဲဗျာအဲ့ဒါနိဗ္ဗာန်ပါဘဝကိုသင်ကမြဲအောင်စုပ်ကိုင်းထားလို့မရပါဘူးဘဝကိုတည်မြဲအောင်စုပ်ကိုင်းထားခြင်းနဲ့လူတွေက စိတ်ဆင်းရဲခြင်းပဲရမှာပါဘဝဆိုတာရည်စည်သလိုပဲမဖြစ်နိုင်တာကိုလှုပ်ချင်ကြတယ်ဖြစ်နိုင်တဲ့အရာကိုတော့လှုပ်ဖို့အဝေးတတိတော်မရကြဘူး တရားအားထုတ်ဖို့သတိရကြပါ အသက်ရွယ်ကောင်းတဲ့ချိန်မှာသင်က အသက်မကြီးခြင်းဘူးဒါကမဖြစ်နိုင်ဘူးလေသင်စိတ်ဆင်းရဲမှာပဲလေကလေးဘဝတုန်းကလည်းသူ့အလှနဲ့သူရှိပါတယ်လူပြိုဘဝကလည်းသူ့အလှနဲ့သူပါပဲအသက်ကြီးမှရလာတဲ့အသာတရားကအားလုံးထက်ဟိုလှပါတယ်တကယ်လို့အသက်ကြီးခြင်းကရုပ်ဆိုးတယ်လို့သတ်မှတ်လိုက်တဲ့လူပါ သူသည်လူပြိုဘဝဖြစ်ဖြစ်ခလေးဘဝဖြစ်ဖြစ်အခုချိန်ထိတန်တာနေလို့ပဲ အသက်ကြီးပြီးနောက်ဆုံးမှရလာတဲ့အလှကဟိုလှတယ်လို့သဘောထားပါဒါကြောင့်လူကြီးကို လူတိုင်းယူသိလေးစားကြတယ်လူကြီးတိုင်းကယူသိလေးစားမှုနဲ့မထိုက်တန်ပါဘူးဒါပေမဲ့ယူသိလေးစားရမှာပဲလေငယ်ဘဝဖြစ်ဖြစ်လူပြိုဘဝဖြစ်ဖြစ်ပင်နောက်ကိုလှည့်ကြည့်ပြီးငိုနေရင် အသက်ကြီးရင်လည်း င်ပြောမှာမဟုတ်ပါဘူးကလေးဘဝကအပြစ်ကင်းတယ်လို့ပြောကြတယ်အမှန်တော့ငယ်တုန်းကသင်နားလည်မှုမရှိလို့ပဲမသိလို့အမှန်နဲ့အမှားမခွဲခြားတတ်လို့အပြစ်ကင်းတယ်လို့ပြောကြတယ်လူပြူဘဝကြတော့လေအိမ်မက်မျိုးစုံနဲ့ပြေဝပြီးကောင်းမှကြတယ်မာနာအတ္တလောဘဒေါသနဲ့ပြေတနာပေါင်းစုံ အမှန်နဲ့အမှားပေါင်းစုံကိုဖျက်ဆီးကြတယ်အသက်ကြီးလာတော့တဏှာမရှိယူတုမှုမရှိ မာနာအတ္တလောဘမရှိဖြစ်ရှင်တဲ့စန္ဒာတစ်ခုပါသူများကိုလုတ်ပေးခြင်းနဲ့ကောင်းစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့စန္ဒာတွေပဲရှိကြတာတည်ငြိမ်ပြီးကျေနပ်တဲ့စိတ်ကိုရောက်သွားတယ်လေဖြစ်ရှင်တဲ့လှုပ်ခြင်းနဲ့မြင်ခြင်းနဲ့စားခြင်းတာတွေကိုအကုန်လုံးကပြီးဆုံးသွားတာပဲလေဒါကြောင့်အသက်ကြီးတဲ့အချိန်ဆိုရင်အလှဆုံးပါပဲပြီးခဲ့တဲ့အချိန်တွေကို အရင်ကောင်းခဲ့တယ်လို့ပြောတဲ့လူကြီးက သူ့ဘဝကိုကောင်းကောင်းမဖြတ်တန်ခဲ့လို့ပဲအမှန်တော့အရင်တော့ကအချိန်တွေကိုဖြတ်တန်ခဲ့မှ အခုလိုအချိန်ရောက်နေတာပါသင်ဘဝမှာရခဲ့သမျှလောက်ခဲ့သမျှကိုချိန်နဲ့ပြီးချိဆက်ပါဒါပေမဲ့လူတွေကမသိခင်လောဘတဏှာဆိုတဲ့မာနအတ္တအသက်ရှင်ကြရတယ်ရသလောက်နဲ့ချိန်နဲ့တယ်လူဆိုတာမရှိပါဘူးခက်ချာချာပါပဲ တရားနဲ့ချိဆက်နေတဲ့လူတွေပဲကျင့်နေကြမှာပါစိတ်ဆူတဲ့အရာကခဏသာရလာမယ့်အရာကိုပဲဦးစားပေးတာပါတေချမ်းပြီးတော့နိဗ္ဗာန်ရောက်မယ့်အရာကိုစိတ်ကအလောက်ဦးစားမပေးပါဘူးဒါပေမဲ့သင်ကတော့အချိန်ရှိတုန်းလေးတရားအားထုတ်ပါအချိန်ကအိမ်အောင်တဲ့တယောက်ကသူ့အိမ်ဘေးကလူကိုသွားပြီးတောင်းမှန်ခွင့်လို့ပါဗျာကျွန်တော်တော်တော်မှားပါတယ်အဲ့ဒီလူကပြောတယ်နေပါဦး မင်းကဘာလို့လာတောင်းပန်ရတာလဲမင်းကဘာမှလုံးမိလို့လဲသူကပြန်ပြောတယ်ကျွန်တော်ကခမရမိမကိုကြည်လိုက်ရင်မြင်လိုက်ရင်စိတ်ကဘလို့မှထိမရပါဘူးမနှောကန်နဲ့အများတန်းပြစ်မှားမိပါတယ်အဲ့ဒီလူကပြန်ပြောလိုက်ပါတယ်ရပါတယ်ကွာဒါဆိုလဲငါ့ကိုလည်းမခွင့်လို့ပါငါလည်းမင်းမိမကိုမြင်ကြည့်လို့ပါပဲပြောချင်တာကရှိတဲ့ဟာနဲ့တွေကမကျင်တတ်ကြဘူးဟိုဟာကောင်းမလားဒီဟာကောင်းမလား ီလောကမှာရှိသမျှလူတွေကအားလုံးကဒီလိုပါပဲနောက်တစ်ချက်ကပြောရရင်တော့ပြည့်စုံနေဆိုတာလည်းဘယ်သူမှမရှိပါဘူးဒီမှာရှိသမျှလူတွေအပေါ်လုံးကရောင်းစားတွေကြီးပါပဲပြည့်စုံနေဆိုတာခက်ချာချာတရားဥပဒ်နေချိန်မှာမတောင်းဆိုဘူးတဲ့လူဆိုတာမရှိပါဘူးတချို့လူကချမ်းသာခြင်းကြတယ်တချို့ကတာသမီမရှိတော့တာသမီရခြင်းကြတယ်ကျောင်းသားဘဝကကျောင်းသားတွေဆိုလည်း ွဲရပြီးပညာအတက်ဆုံးဖြစ်ရှင်ကြတယ်။ရုပ်ဆူတဲ့လူကလည်းဟားကျင်ကြတယ်။အထီးကျန်တဲ့လူကလည်းချစ်သူရည်စားရကျင်ကြတယ်။ဝေဒနာခံစားရတဲ့လူကြတော့လဲစမ်းမကျင်ကြတယ်။ပြောရရင်တော့အဆုံးပါပဲ။ရတာထက်ကို့မှာရှိနေတာဟာကိုမျှဝေပေးပါ။ကုညီပါ၊လူပါ၊တန်ပါ၊ကုသရှာပါ။ရှိတဲ့ဟာလေးနဲ့ရှင်းနှံ့အောင်နေကြပါဗျာ။ဒီနေ့တော့ဒီတော့ပါပဲအခုလိုနားထောင်ပြတဲ့အတွက်အားလုံး ကျေးဇူးတင်ပါတယ်